အားလုံးမမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ကတော့ကိုအောင်ခမ်းပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအံ့ဖွဲ့တွေကတခုဖြစ်တဲ့မက်ကိုရီးယားနိုင်ငံပြုံရမ်းမြို့မှာတည်ရှိတဲ့ရွန်ဂရာဒိုအာကာသာကွင်းကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကမ္ဘာအံ့ဖွဲ့တွေကတခုကမက်ကိုရီးယားနိုင်ငံမှာရှိနေတယ်ဆိုတာကတော့မယုံနိုင်သေးပါပဲအားလုံးလည်းစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်ဒီအာကာသာကွင်းကြီးရဲ့တမန်ကြောင်ကစိတ်ဝင်စားစရာတွေနဲ့ပြည့်နေနေပါတယ် 1989ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီကွင်းကြီးဟာကမ္ဘာပေါ်မှာအကြီးဆုံးအကစားကွင်းဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့အကျယ်ဝန်းကတကယ်ကိုအံ့ဩစရာကောင်းပြီးတော့လူပေါင်းတသိန်းခွဲလောက်ဝန်းဆံပါတယ်။လူပေါင်းတသိန်းခွဲဆိုတာကမြို့သေးသေးလေးတစ်မြို့သားလောက်လူကြီးရှိနေပါတယ်။အဲဒီလောက်များပြားတဲ့လူတွေကိုတနေရာထဲမှာသူသိနိုင်တဲ့ကွင်းကြီးမျိုးဆိုတာကတကယ်ကိုအမခံပါပဲ။ဒီအကသာကွင်းကြီးရဲ့အကျယ်ဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကိုထရက်ဘုတ်အကွင့်အတွက်နှစ်ဆကျော်ကျယ်ပြန့်ကြီးမားပါတယ်။ဒီကွင်းကြီးရဲ့ဒီဇိုင်းကလည်းထူးခြားလာပါတယ်။ နောက်ဘက်ပုံစံမိုးကြီးနဲ့တိဆောက်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီမိုးကြီးကနေအောင်ကျင်းတဲ့မိုးရေတွေကိုကာကွယ်ပေးပါတယ်။အဲ့ဒီမိုးကြီးကိုဘယ်လိုနည်းပညာတွေနဲ့တိဆောက်ခဲ့လဲဆိုတာကိုစဉ်းစားကြည့်ရင်တကယ်ကိုအံ့ဩမိပါတယ်။ဒီအခသာကွင်းကြီးမှာကျင်းပတဲ့အဓိကပွဲတွေကတော့ Aryan လို့ခေါ်တဲ့အကြီးသာနည်းပညာပြပွဲတွေပဲဖြစ်ပါတယ်။ Aryan ပွဲတော်ဆိုတာမြောက်ကိုရီးယားနိုင်ငံပျုံယမ်းမြို့မှာကျင်းပလေ့ရှိတဲ့အကြီးသာနည်းပညာပြပွဲတစ်ခုပဲဖြစ်ပါတယ်။ဒီပွဲတော်ဟာ ကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးအမှုပညာပြပွဲတွေထဲကတစ်ခုပါဝင်ဖြစ်ပါတယ်။အာရီယန်ပွဲတော်မှာလူပေါင်းတသိန်းကျော်ပါဝင်ပြီးတော့ကောင်းဝဲရကောင်းတဲ့အမှုပညာပြခွက်တွေကိုပြသကြပါတယ်။အကာအလာပြခွက်တွေ၊ကာယအလာပြခွက်တွေ၊အာကသာပြခွက်တွေနဲ့နောက်ခံပြခွက်တွေကိုအသုံးပြုပြီးနိုင်ငံရဲ့တမိုင်းကြောင်းနိုင်ငံရေးနဲ့ယဉ်ကျေးမှုကိုလည်းဖော်ပြပေးပါတယ်။အာရီယန်ပွဲတော်ရဲ့အထူးခြားသောအချက်ကတော့နောက်ခံပြပွဲတွေပဲဖြစ်ပါတယ်။နောက်ခံပြပွဲတွေကို လူပေါင်းထောင်တန်းချီပြီးအသုံးပြုပြီးဖန်တီးကြတာပဲဖြစ်ပါတယ်အဲ့ဒီပြကွက်တွေမှာနိုင်ငံရဲ့တမန်းကြောင်းတွေနိုင်ငံရေးနဲ့ရင်းချင်းမှုတွေကိုဖော်ပြတဲ့ရုပ်ပုံတွေကိုဖန်တီးကြပါတယ်ဒီဘောတော်ကိုလာရောက်ကြည့်ရှုတဲ့နိုင်ငံသားတွေကလည်းအံ့ဩချီးကျူးကြပါတယ်လူပေါင်းတသိန်းကျော်ပါဝင်ပြီးတော့အံ့ဩတဲ့အကောင်းနဲ့အနည်းပညာပြကွက်တွေကိုပြသကြတာပဲဖြစ်ပါတယ်ဒီပြပွဲကိုကြည့်ဖို့တဲ့သူတွေကတော့တကယ်ကိုမမေ့နိုင်တဲ့အတွေ့အကြုံလို့ပြောကြပါတယ်ဒါပေမဲ့ဒီဘွဲတော်ကိုဝေဖန်မှုတွေလည်းရှိနေပါတယ် မကူရီးယားနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကြောင့်ဒီပွဲတော်ကိုနိုင်ငံရေးအရအသုံးချတယ်လို့ပဲဝေဖန်နေကြပါတယ်။ပြီးတော့အဲဒီကွင်းကြီးကိုတည်ဆောက်ဖို့အတွက်ပြည်သူတွေရဲ့အခက်အခဲတွေတွေ့ချွေအများကြီးပေးဆက်ခဲ့ရတယ်လို့လည်းပြောကြပါတယ်။ဒါပေမဲ့ဒီကွင်းကြီးကကမ္ဘာပေါ်မှာအကြီးဆုံးအာဂဒါကွင်းကြီးဆိုတာကတော့ငြင်းလို့မရပါဘူး။ဒီကွင်းကြီးရဲ့အောင်းသရာကောင်းတဲ့ဘေးသူကလက်ရာတွေနဲ့စေလို့စရာကောင်းတဲ့ပြပွဲတွေကိုကြည့်ရှိဖို့အတွက်ဒီနေ့မှသွားရောက်လည်ပတ်နိုင်ဖို့ကိုလည်းမျှော်လင့်မိပါတယ်။ဒီနေ့မှာတော့ ကမ္ဘာအကြီးဆုံးအခလာကွင်းကြီးအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းမယ်လို့လည်းမျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးခြင်းပါတယ်။ဒီဗီဒီယိုလေးကနေပြီးတော့ဗဟုသုတတသုံးတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးတဲ့အတွက်ဒုတိယအချိန်ဒီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။